2025ခုနှစ်စက်တင်ဘာလ26ရက်တောက်ကြနေ့ဖြစ်ပါတယ်။တောက်ကြနေ့နဲ့ရှစ်ကနန်းနဲ့တိုက်ဆိုင်လွှမ်းမိုးခြင်းကြောင့် numerology ကဏ္ဍပေရင်ရဒီနေ့ဟာသတိထားတင်တဲ့နေ့ဖြစ်တယ်။လူရင်းနေမိတ်ဆွေရင်းနေအခေါ်ပြောပြတတ်တယ်။မိမိပြောတဲ့စကားလေးတစ်လုံးမှန်းယွင်းသောင်းနဲ့အနောက်ချက်တွေပြဿနာတွေအရှုပ်ထွေးတွေများစွာရှင်းရတတ်တယ်။ဒါကြောင့်စကားဆင်ခြင်တင်တဲ့နေ့ဖြစ်ပါတယ်။ဒီလိုနေ့မှာ လူရင်းမိတ်ဆွေရင်းတွေနဲ့ချင်းဆိုတာတဲ့ကိစ္စတွေလွဲချော်သွားတတ်တယ်ငွေပေးငွေယူကိစ္စတွေအထင်ကွာဖြစ်သွားတတ်တယ်တိုက်ဆိုင်တာနဲ့အယောင်းဝယ်ကိစ္စမျိုးတွေကအချိန်ရွေ့သွားတာမျိုးဖြစ်တတ်တယ်ခရီးအစည်းအဝေးတွေအပြောင်းလဲဖြစ်သွားတတ်တယ်မိတ်ဆွေတို့အတွက်ကောင်းသောအပြောင်းလဲတွေဖြစ်မဲ့နေလို့ပဲနမိတ်ကောင်းဖတ်ပါတယ်ဒီလိုနေ့မှာငွေကြေးကိစ္စတွေအဆင်ပြေဖို့အတွက်မိမိရဲ့ရည်ရွယ်ချက်တွေအဆင်ပြေဖို့အတွက်အနောက်ကျတိုက်ခိုက်တွေလွတ်မြောက်ဖို့လို့အတွက်ဆိုရင်တော့မနက်စောစောမှာဖျားစီတွေပြောင်းနေတဲ့ညောင်မင်းကုန် နတ်သားရင်ရေကိုရင်မွေးဆွပြီးတော့ပဲဖြစ်ဖြစ်နတ်သားရင်သွန်းလောင်းပြီးတော့ဒီနေ့အတွက်ကံကောင်းမှုအတွက်ဆုတောင်းလိုက်ပါခင်ဗျာဒီနေ့သင်တန်းပညာရေးရှောက်လွာအင်တာဗျူးအရေးကြီးတဲ့ပညာရေးကိစ္စတွေအားလုံးအစီအပြေဖို့အတွက်ကတော့မနေ့စောစောမှာမြတ်စွာဘုရားရှင်ကိုကိတ်မုံသုံးချက်လှူဒန်းပြီးဒီနေ့ပညာရေးကိစ္စများအတွက်ဆုတောင်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန့်စဉ်ပွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့မဟာဗုဒ္ဓဗေဒနိယတောက်ကြနေပွားယာစားပွားများ ဖြစ်ကြပါတယ်။ရာဇရဲ့သဘောအတိုင်းတကူဩဇာအာဏာကြီးမားကြမဲ့ရင်သွေးရနာများဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်။ဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ဖြစ်ပါစေခင်ဗျာ။မွေးနေ့ရှင်တွေအတွက်ဒီနေ့မှတနှစ်တာလုံးကံထူးကောင်းမှုကုသိုလ်တော်ဖြစ်နေ။အုံတို့ခေါဆွဲမြတ်စွာဘုရားရှင်ကလူချင်းယဟန်တန်ဃာဖုံးကြောင်းလှူဒန်းခြင်းမိမိရဲ့ဆွေမျိုးမိတ်ဆွေအားလုံးကိုအုံနို့ခောက်ဆွဲဒါနပြုခြင်းအပြင်တနင်္လာလုံးကံအထူးအခွင့်အလမ်းတွေပေါ်ပါလိမ့်မယ်။ ဒီနေ့အကျိုးပေးစုမှုကဏ္ဍကတော့တက်ကဏ္ဍ၉ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ငွေကန်ကောင်းမှုအတွက်ဆိုရင်တော့တိရွတ်စိန်တိရွတ်ကိုရင်မွေးစုပြီးဒီနေ့ပတ်စံရည်နဲ့ဆောင်းနှားခြင်းအပြင်ငွေကန်အထူးကောင်းပါလိမ့်မယ်ဈေးကောလက်ခော်ရေရရာဖြစ်နေရတော့မိမိရဲ့ဆိုင်ရှိမျက်နှာသာတက်တဲ့မျက်နှာမူပြီးတော့ဗုဒ္ဓဗုဒ္ဓဗုဒ္ဓဟူ၍၁၈ခေါက်ခုံတော်ပွားလိုက်ခြင်းအပြင်ဒီနေ့တားလုံးရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်အယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်သွတ်ဖို့အတွက်ကလည်းပဲဒီလိုနေ့မှာမျက်နှာသုံးပွားအဖြူလေးတစ်ခုနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ရုံနဲ့ သိသသာအယောင်းအတွက်အယောင်းထွက်သွားပါလိမ့်မယ်။အမှုကင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုကြောက်ဖြုံသည့်တလုံးမှာရစ်ပြီးသီလရှင်ဆရာလေးတစ်ပါးပါးကိုလောင်းလှူလိုက်ပါခင်ဗျာ။ကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ဆေးကောင်းဝါးကောင်းဆရာကောင်းတမကောင်းတွေ့ဖို့ဓာတ်ဆာအဖြစ်နဲ့ဒီလိုနည်းမျိုးမှာကျုပ်ကျော်လင်းအနေငယ်စားပြီးစူတောင်းခြင်းအဖြစ်ဆေးကောင်းဝါးကောင်းဆရာကောင်းတမကောင်းတွေ့ပါလိမ့်မယ်။ အခြေအကိစ္စမြစ်တိုင်းကိစ္စအိမ်တော်ကြီးကိစ္စတွေအတွက်ကတော့နီးစပ်တဲ့ဖះတဆူဆူရဲ့တောက်ကြတော့မှတပြင်းညွန့်ကိုညွန့်လှူပြီးဒီလိုနေ့မှဆူတောင်းလိုက်ပါခင်ဗျာ